မင်္ဂလာပါခင်ဗျာကျွန်တော်ဒီတစ်ခါမျှဝေပေးသွားမှာကတော့ပုံစံခွန်ဆိုတာဘာလဲပုံစံခွန်ရရှိသူမှာဘလို့ခွင့်ရေးတွေရှိတာလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပုံစံခွန်ဆိုတာလဲရမည်လုတ်ပိုင်ခွင့်ပြုလက်မှတ်ဖြစ်ပါတယ်လဲရမည်လုတ်ပိုင်ခွင့်ဆိုတာလဲရမည်ဥပဒေပုံမှန်၃ဆလုံးတွင်နိုင်ငံတော်သည်မြေယာအလုံးဤပြည်ရင်းပိုင်ရှင်ဖြစ်၍လဲရမည်ကို စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရန်လိုငါ ဤဥပဒေဤဥပဒေအရထုတ်ပြန်သည့်ဤဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီလက်ဝဲထားရှိ၍စိုက်ပျိုးလုပ်ကိုင်အုံချခွင့်ပြုခြင်းကိုဆိုသည့်တို့ရာတွင်မြေပေါ်မြေအောက်ရှိကြောက်မြတ်တတူရေနံနှင့်တံငွေစသည့်တဘာဝတယံဇာတာများထုတ်ယူအုံချခွင့်မပါဝင်ဟုဆိုထားပါသည်ပုံစံခွန်ရရှိသူမှာဘလို့အခွင့်အရေးတွေရှိတာလဲပုံစံခွန်ရရှိသူသည်လေယာမြေဥပဒေပုံမှကိုပုံမှခွဲကကြီးခခွေးကငဲကကြီးငါးစလုံးတို့အရာခံစား권ရှိတဲ့အခွင့်အရေးများကတော့ အုံမခွဲကကြီးလက်ရမည်ကိုလက်ရှိထားပိုင်ခွင့်ရှိခြင်းလက်ရမည်လုတ်ပိုင်ခွင့်ရခြင်းရာသီတည်နံကို ပြောင်းလဲဆိုင်ပြိုးနိုင်ခွင့်ရှိခြင်းရင်းတို့လုတ်ပိုင်ခွင့်မှထွက်ပေါ်လာသည့်အကျိုးအမြတ်ကိုခံစားပိုင်ခွင့်ရှိခြင်းပုံမခွဲခက်ခွေးလက်ရမည်ကိုအားလုံးဖြစ်စေတစိမ့်တစ်ပိုင်းဖြစ်စေလုတ်ပိုင်ခွင့်အားတတ်မှတ်ထားသောစီကံချက်များနှင့်အညီရောင်းချခွင့်ရှိခြင်းပေါင်နံခွင့်ရှိခြင်းငှားရမ်းခွင့်ရှိခြင်းလဲလှယ်ခွင့်နှင့်ပေးကမ်းခွင့်ရှိခြင်း ပုံမှခွဲကငယ်လေယာမြေလုတ်ပိုင်ခွင့်ကိုအမွေးဆက်ခံခြင်းနှင့်ဆက်လင်း၍အငင်းပွားမှုပေါ်ပေါက်လာပါကတည်ဆဲဥပဒေနှင့်အညီတက်ဆိုင်ရာတရားရုံး၏အဆုံးဖြတ်ခံယူနိုင်ခွင့်ရှိခြင်းပုံမှခွဲကအကြီးတက်မှတ်သည့်စီကံချက်များကိုဖောက်ဖျက်ခြင်းမရှိသရွေ့လေယာဉ်မျိုးကိုလုတ်ပိုင်ခွင့်ရှိခြင်း ပုံမှန်ခွဲငါလေယာမြေတွင်စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်အစိုးရသို့မဟုတ်အစိုးရကအတိမတ်ပြုထားသည့်အဖွဲ့အစည်းအသင်းအဖွဲ့များ၏ယင်းဤမြုပ်နှံမှုဖြင့်၎င်းပုတ်ကလိကယင်းဤမြုပ်နှံသူများနှင့်၎င်းအကျိုးတူလုပ်ကိုင်ခွင့်ရှိခြင်းပုံမှန်ခွဲစာလုံးလေယာမြေတွင်နိုင်ငံသားသားသို့မဟုတ်နိုင်ငံသားသားပါဝင်သောအဖွဲ့အစည်းနှင့်ပူးပေါင်း၍ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသောနိုင်ငံသားယင်းဤမြုပ်နှံမှုဥပဒေနှင့်အညီအကျိုးတူလုပ်ကိုင်ခွင့်ရှိခြင်းတို့ဖြစ်ပါれခင်ဗျာ။ နောက်ထပ်ဗဟုသုတရရစီမဲ့ဥပဒေများကိုလည်းဆက်လက်မျှဝေပေးသွားပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်